တို့တော့မြန်မာလေးဆိုတော့မြန်မာကမင်းနိုင်တွေ့လို့ရှိရင်အသွေးသားတွေကမနေနိုင်ဘူးကြာမနေနိုင်ဘူးတော်တော်မနေနိုင်ပင်လာပါကျွန်တော်တို့ဒီနေ့က FM channel ကပသိမ်ရန်ကုန်လမ်းမကြီးရတယ်ကျိုးလိုရယ်ပဲရန်ကုန်ပသိမ်မဟုတ်ဘူးလားဟုတ်တူတူပါပဲဗျာထားလိုက်ပါခမင်းစားချိန်လည်းရောက်ပြီဆိုတော့ကျွန်တော်မနေနိုင်ဘူးအဲ့ဆိုင်ကိုတွေ့တော့မနေနိုင်ဘူးစားကိုစားမယ့်ဆိုင်ဖြစ်နေလို့ ပတ်စားတယ်ဒီဆန်တော့ကျွန်တော်ဒီနယ်တကျောမှာမြန်မာသမင်းဟင်းနဲ့ပတ်သက်လို့ဆိုရင်သွားကြော်လို့သွားရှုပ်လို့မရဘူးဈေးလည်းတန်တယ်စားလို့လည်းကောင်းတယ်ပြီးရင်စိုင်းပြောနေတယ်အတူမျိုးအစုံနဲ့စားရမယ်အဲ့လိုစားရတယ်ဘာစားလဲသိလားစားလဲဆိုတော့ရန်ကုန်ပသိမ်လမ်းမကြီးပေါ်ကစားမလို့ဆိုရရွာလေးကဥကွန်သိန်းဆိုရမြန်မာသမင်းဆိုင်ဒီဆိုင်လုံးဝမြန်မာသမင်းဟင်းကိုပြည့်ပြည့်နှစ်နှစ်ချက်ထားတဲ့ဆိုင်ဒီဆိုင်ကိုပြောတာ င်္ဂလာပါရှင်ဥဒေခမင်းသာကြိုဆိုပါရရှင်ကျွန်တော်ဆိုင်လေးကတော့မိဘတွေလက်ထက်တွေဖွင့်လာတာပါရှင်ဟုတ်ကဲ့မြပောင်း30လောက်ရှိပါရှင်30ပြည့်ပြီပေါ့ကျွန်တော်တို့ဒီဥထွန်းသိမြန်မာခမင်းသာကတော့ကျွန်တော်ဒီလမ်းပေါ်ကဖြတ်သွားတဲ့လူတိုင်းမသိတဲ့လူရှားပါတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့နှင်းချက်ကောင်းတဲ့လက်ရရဲ့အပ္ပရောတစ်ချက်နောက်ဒုတိယတစ်ချက်ကဈေးအင်းအင်းတန်တယ်ကောင်းကောင်းစားရမယ်အဲ့ဒီတော့ကြောင့်ဒီဆိုင်ကနာမည်ကြီးဆိုင်ကိုတို့ရတခုပြန်ငယ်မားတယ်အဝကြီးပါစားလို့ရအဝစားလို့ရတာနော်ကျွန်တော်တို့စားသမီးကအဝစားပါရှင့် ဟင်းရတော့ဟင်းမဲဆိုရင်တပွဲကို6000ရှိတယ်8000ရှိတယ်ဟိုက7500ရှိတယ်ပေါ့နော်ထမင်းနဲ့ဆိုတော့တပောင်းပေါ့8500 7500 1000ပေါ့ဟဲ့အဝါစားအဝါစားပေါ့ဟုတ်ကဲ့ရှင်အဝါစားပါရှင်ဆိုတော့ကျွန်တော်တို့အဝါစားမှလည်းကျင်းတယ်လေကျွန်တော်ကိုယ်တိုင်ကလည်းအဝါစားမှကြိုက်တယ်ကွတီးတယ်ဒီနေ့တော့မလုပ်မလဲကွတီးတယ်မစီပဲဒီဆိုင်မှာခါသက်နေရာဒီပတ်လုံးငရှင်ဟင်းကိုရှယ်ရတာငရှင်ဟင်းကဒီဆိုင်မှာသွားကြော်လို့ရအောင်ငရှင်ဟင်းမအောင်ပါလေဒီဆိုင်ကသူကငါတလောက်ဥကြော် ပြီနောက်ဆုံးပါနေရင်ကောဟုတ်ဒီကတော့သူ့နာမည်ပြရတာနင်စားခြင်းနဲ့ဟာကြီးလျှောက်ပြောနေနှစ်ခုလုံးပေါ့သူကအဲ့ဒီမစားပါနဲ့ဟိုမှာကျွန်တော်ပါစားအကုံကောင်းလားဆိုတော့သူ့ဘက်က recommend ကတော့အကုံကောင်းတယ်လို့ပြောပြသားပဲဆိုတော့ဒီမှာကြောက်ဝငါအမဒီပဇွန်ရောရှိလားအော်ပဇွန်အဆုတ်ရှိတယ်ဆိုတော့ကျွန်တော်တို့အဝါဆတ်ထားပါဝေါဝေါဝေါတဲ့တယ် ကဲဒီမကျွန်တော်ဒန်းနလိုယူလေးနည်းနည်းပို့ထည့်ပြီပါဆိုင်စားရမယ်အေးစေတယုတ်မပြတ်နဲ့တယုတ်မပြတ်နဲ့အပြင်ရနေပြီပါมาพี่ลงพี่พี่ซะบาเลยเสียช่ไปเลยเนี่ยนี่นะเนาะเออมาแต่ละไม่ตกกว่าเลยไม่ตกอ่ะจ้ะพี่ไม่ตกกว่านึกซะแล้วนี่ก็ละคนละตัวเนี่ยโบตตตเลยบาเลยโน่นน่ะเออเนี่ยยีเจ้ดิดีมาดีมานี่ก็เสียยี้อ่ะดีมา ဒီကတော့ဒီကတော့ဆိုးရပါငယ်ဒီလိုပြပြဝဝနေရွက်တွေရောဘာတွေရောတုံနေလို့ရှိရင်ရောရေလည်းကြိုက်ွားပဲအဲ့ဒါဟာငါပြည့်ပြပြနေနေလေဒါလေးတော့တော့ဆားငယ်လာပဲဒီရစီဆားရတယ်ဒါကဒီဆိုင်ဆရာကြီးမရှင်းဘူးရှင်းဆရာကြီးโอเคဒီကဦးရဲ့ ဆိုင်စားလိုက်ပါတော့ဆိုင်ရင်အင်းရတာမပြောဒီမပြည့်ရတာလေဒီတိုင်းမိုက်တာလေးငါဖဲငါစုပ်လေးဗျဟုတ်ပါဘူးပစုံငါစုပ်ပစုံငါစုပ်နော်ပစုံငါစုပ်ဒီနေ့ပစုံမရဘူးပစုံငါစုပ်ဆိုတော့ဒါလေးစားလိုက်ကျွန်တော်တို့ဒီနေ့မှားရတာဟင်းသုံးမျိုးပေါ့အဓိကမထင်မှဖဲနဲ့ကျွန်တော်ဟင်းချက်သက်ဆံသွားပြီးတတိထားမိတယ်ဒါဆိုလို့ရှိရင်စီမပါတော့ပဲဗျမြန်မာဟင်းတွေကတော့စီနဲ့ချက်ရတာပေါ့နော် ဒီငရှင်းဆိုလို့ရှင်လည်းအယောင်ကြီးကတမျိုးလက်လာလေဒီပစုံငဆုပ်ဆိုလို့ရှင်လည်းဒါခရမ်းကျင်ဒီအနှစ်နိုင်နိုင်နဲ့စားရတယ်ဟင်ဆိုတော့အနှစ်သုံးမျိုးကမတူဘူးဗျာတမင်းဆိုလည်းအနှစ်နဲ့နေစားရမှာလေမြန်မာတမင်းဟင်ကပစုံငဆုပ်ဆိုပစုံများသလားငဆုပ်များသလားအဝန်တော်ဝတ်စီ ဒီကောင်ကဘာလဲဆိုအရေးသေးစမ်းဒီငါးကောင်ရေးသေးစမ်းပြီးမှကြိုက်ဒါတော့ထမင်းသားပြက်ငါးကောင်ကြိုက်ငါးကောင်ဆိုလက်တယ်ဟောဒီမှာဒါဒါအုံးကြည့်ရနော်အုံးကြည့်ရအုံးကြည့်ရသူ့ရင်အကြာပြီအာတော့ကောင်းမယ်တကယ်သတ်လို့ရော ကြာရင်များရဲ့မှာတိတိမိမိအရသာဗျာဒါတော့လူတွေတအားညွန်ကြတဲ့ဒီဆိုင်ရဲ့ရောင်းရအကောင်းဆုံးငရင်တန်းတော့ငရင်ကောင်းငရင်ကောင်းငရင်ကောင်းနော်ငရင်ကောင်းတန်းတော့ဘာဘလို့อืมမကြီးအရသာလေးပေါပေါလေးလောမအီဘူးညဟင်းမကောင်းရင်နေပဲဒီလိုငပြင်းနဲ့တို့ရဆုံးဆုံးလေးရပြီဆိုလို့ရှိရင် အဲ့စားရတဲ့နေ့လည်းစားပဲဖြစ်ဖြစ်ညစားပဲဖြစ်ဖြစ်အရသာဝါရှိနေတာဒါဆိုအုတ်ရှိရမစားရဖြစ်အောင်တောင်းကပြီးတောင်းနေတဲ့ဆွဲပြန်ဒီဘာလို့ဒီဘပိရဲ့ရေနေချာလိုက်တယ်အဲဆက်ဆက်ကလေးရဲ့ရေနေချာလေးတောက်တယ်လောကဘွားရဲ့နေပါတယ်စားတော့ဘာလို့လဲအလုပ်လုပ်ချုပ်တယ်စားတယ် ဒါဒါဆိုလို့ပြောမယ်ဆိုရင်မြန်မာတော့ချက်လေးပါအစီနှစ်နိုင်နိုင်ပိုင်ပိုင်လေးနဲ့ချက်ထားတယ်မြန်မာတော့ချက်မရှိလေစားကုန်လေတော့ချက်ရတယ်ကျွန်တော်တို့လေရန်ကုန်တလားတစ်ခါတော့လာလာစားအောင်ဟဲ့ဒီမှာနာမည်ကြီးတယ်ညာညာဗျာဟမ်ဒီငချင်းကလည်းခုနစားသုံးမှုအကူတယောက်ကမင်းတို့ဒီဆိုင်လာတော့ဒီစားကိုစားမှဖြစ်မယ်ကျွန်တော်တို့ပြောလာဆိုတော့ကျွန်တော်ငချင်းလည်းထပ်စားကြည့်ငချင်းအသားများပါနော် မရှင်းရလဲသူကတိုက်တက်လူဆိုလို့ရှင်ဒါအားကြိုက်တာဗျာစမ်းနံနံမပါဘူးဗျာစီတက်ရုံနဲ့ဆက်ထားတာမဆလာရရတယ်တော့မရအောင်ဒါပေမဲ့မရှင်းနဲ့လုံးဝမရအောင်နိုင်နိုင်လေးတကယ်ကိုသူကခမင်းစားမှာတို့စရာတွေထိုင်စားရတယ်ဗျာရပြီပေါ်တယ်ကြီးဗျာဟုတ်တယ်ဟုတ်ရနော်ဝင်းအိုးချိကဆိုလို့ရှိရင်မစားရဘူးလို့ကြားတယ်။ဟောကြားပြီးလေမွေးတဲ့ကနော် ။ကျွန်တော်လိုက်ပွဲ။ဟာကြော်ပြီးနေရောင်းကောင်းကြိုက်ပါလေ။ဟမ်။နေရောင်းကောင်းကြိုက်ပါ။တကယ်ကြီးလား။ဟာနေရောင်းကောင်းကြိုက်။ရာဆိုရင်ရိုင်းမအောင်မယ်။ရာဆိုရင်ရိုင်းမအောင်မယ်ဆိုရင်။ဟုတ်ကဲ့။ဟင်းရတာရှင်ဟင်းနေပစားပါဦး။ကမင်းနေထိုင်ပစားပါဦး။နေရောင်းထောက်မအောင်မယ်။ဟာကြော်ပြီးဒီနေရောင်းကောင်းနေရောစီနေ။လက်တော့ဘာဖြစ်လဲတဲ့။နေရောင်းကောင်းတူနေ။ဟင်း။ဟောညောင်းလဲမလိုက်။ဟင်း။ဒီမှာမိုးရွာရဲ။နေရောင်းကောင်းလေးနဲ့ကပ်ပြီးွားတယ်။ မဲ့ကောင်းဟွန်းပြင်ငယ်ငယ်ကောင်းပါတော့အရေးကြီးတာပဲပြောင်းဟုတ်မှာဟုတ်ငါးလေးတစ်ဖက်ရောဟုတ်ပါဟုတ်ပြီဒီဘတ်လေဟမ်ဒီဘတ်လေးလေရေရှူတဲ့ဘတ်လေးကိုပြောင်းစေးထားပြီးကြိုက်လို့ရှိရအဲ့ငယ်ကောင်းတဲ့ဟာထုံထုံအရင်စားလို့ဒီဘတ်စားပါစားပါတော့တန့်အောင်စေးထားပါရောတခြားလူစေးလို့မရဘူးမရဘူးကိုတန့်အောင်ကိုတန့်အောင်စေးမှာရောဟုတ်ပါအသားလေးနည်းနည်းတော့လုံးလိုက်ဘောရင်မိတယ်လို့နားနာ တို့စရာရှယ်ရပေးတယ်ဘူကြီးပြောပါတော့တခုလားတို့စရာတပွဲတက်တက်ဝယ်ပါဝယ်ဝယ်ဟင်းဝယ်ဝယ်ငါတို့ဟင်းဝယ်ဝယ်တာမဟုတ်ဘူးတို့စရာတပွဲပေးပါချောက်ဗျာတင်တလုံးကြံလေးဆွဲမှာဆွဲမှာတို့ရောဘောရာပြန်လေးရှိတယ်မဆွဲရင်ငါဆွဲတော့ဦးရဲ့တုံးတုံးပါဒီတုံးလိုက်ရောတော့မြတ်ပါနော်ပြောရှင်ဒီဆိုင်ကလေကျွန်တော်တို့ပြောဖို့မေ့တယ်တော့ရတာအရင်ကောင်းတယ် ေးကြည့်မယ်လို့ဆိုင်ရမယ်ဒါပေမဲ့ဈေးမကြည့်ဈေးရဲ့တင့်တယ်လျှောက်ပတ်သွားတယ်အဆင်ပြေတယ်ပြီးတော့ရင်သူ့အရသာနဲ့ပေါင်းတော့ကြော်နေသေးတယ်မာလက်ပတ်တော့မာမာလက်ပတ်တော့မာမချပြရလကားကြည့်ရတာတခါနဲ့ပြောရမာမချပြဩမာမချပြဩလက်ပတ်တော့တော့မလာဘူးဩโอเคသူ့ရဲ့ကိုသူကမပြီးသေးဘူးလားစားတော့တံမိုးထားရဲဆိုင်ရဩကောင်းစားဩ ဒီဒီဇိုင်းလေးစားလေးပြောပြ။ဟုတ်ကဲ့ကိုကအခုညောင်တုံးမြို့နယ်ဟိုဆမ်းမလောက်ကြေးရံညောင်တုံးပေါ့။ဟောညောင်တုံးညောင်တုံးလမ်းမပေါ်လား။ဟုတ်ကဲ့ညောင်တုံးကိုပတ်တဲ့ရင်ရံကိုပတ်တဲ့ရင်ဝေးပြီးလမ်းမိုက်ပြီးတော့လမ်းမိုက်ပေါ့ပါ။ဟုတ်ကဲ့။ဟုတ်ကဲ့။ကိုနဲ့ညောင်တုံးမြို့နယ်ကိုဆမ်းမလောက်ကြေးရံကြေးရံမြန်ဟုတ်ကဲ့။အာဘာလမ်းတော့မူဝင်လမ်းတော့ဟောမူဝင်လမ်းတော့ဟုတ်ကဲ့โอเค။ကိုထုံးနေပါမြန်။မိသားစုကိုနဲ့မိသားစုနဲ့အဝေးကျွန်တော်ပြောမယ်ပြောမယ်เนี่ย ဖလော့ကြတဲ့ကြောင့်မလားမပြောမိခဲ့ရကျွန်တော်ဖိုက်ဆန်နေတဲ့အချိန်မှာလူရရတယ်အားရပါရမြ мян စားနေစားတာကြည့်ရအဲ့လိုမစားနဲ့စားနိုင်သလောက်ကျွန်တော်အဆောက်ချိန်ညက်စွာဝါပါအရသာခံစားပါခန္ဓာကိုယ်တက်ပူပြီးတော့မှအာဟာရဖြစ်တယ်စားလို့လည်းပိုကောင်းတယ်ယောဂလည်းမရဒီဆိုင်ရလေဘလောက်တော့လူအဝေအထွက်များလဲတော့ဒီဆိုင်မှာရှောက်တဲ့ရှောက်လန်းရွှေပြားတွေတော့အယောင်မရှိတော့လူများချက်ကိုပြောတာတော့